သည့်အချိန်တောအုပ်ကြီးအနက်မှာရေခဲတွေဖုံးလွှမ်းနေပါတယ်။ညက်ကလေးတွေကလည်းတုံ့ရင်နေပါတယ်။ဘဝစာကလေးမကသူ့ရဲ့သမီးဖြစ်တဲ့မိနီရဲ့တားဖြစ်တဲ့ကူကူးနဲ့အတူတစ်ပင်အိုကြီးရဲ့အနားမှာနားနေပါတယ်။သူတို့ရဲ့အရှိမကတခြားညက်တွေလည်းရှိနေပါတယ်။ဆောင်းရသည်ကနှစ်တိုင်းရှိရဲဆိုပေမဲ့ဒီတစ်ခေါက်ဆောင်းရသည်ကအသက်ဆုံးရှုံးတော့မလို့ပဲ။ငါတို့လိုငှက်တဲ့အများစုကလည်းအေးလုံးလို့ဒီမှာမနေနိုင်ကြတော့ဘူး။ငါတို့လည်းငါတို့အိမ်ကိုထားပြီးတော့ထွက်သွားရတော့မယ်။အမေတမင်းတို့ကဘယ်သွားရမှာလဲ တမီးတို့အိမ်ကတီတောဟုတ်ပဲလေဘလို့လုပ်ပြီးတော့ထားသွားနိုင်ရမှာလဲငါတို့ဒီကနေထွက်သွားတော့လဲအမှားမရှိပါဘူးငါတို့အစားအသောက်လည်းရလိမ့်မယ်နေရာတိုင်းမှာလည်းအေးအေးဆေးဆေးနေလို့ရလိမ့်မယ်ကလေးတို့ကိုရီးယားအသက်လွတ်ငြိမ်းတဲ့နေရာတိုင်းကအိမ်ဖြစ်နိုင်ပါတယ်အမေတို့အသက်တွေဆက်လက်ရှင်သန်မှုအတွက်ထွက်သွားမှရမယ်အမေတို့အမြန်ထွက်သွားရမယ်မဟုတ်ရင်ဒီအတိုင်းပဲအသက်ဆုံးရှုံးသွားရလိမ့်မယ်ဟိုဝါစာကလေးမကတချောင်းညက်တွေကိုလည်းဖျောက်ပြပေးနေပါတယ် တချို့ကအစင်းသင်းဖြစ်ပေမဲ့လည်းတချို့ကအဲ့ဒီမှာပဲနေခဲ့ဖို့ဆုံးဖြတ်ခဲ့တယ်။ဟိုဝါငါအဖိုးကြီးတယောက်ဖြစ်နေပြီ။ပြန်တန်းနိုင်စွမ်းလည်းမရှိတော့ဘူး။နင်တို့ပဲသွားကြပါ။ရှိတဲ့ကလေးတွေကိုလည်းခေါ်သွားလိုက်ပါ။ငါတို့အားလုံးအတွက်နေရာရှိရဲဆိုရင်အားလုံးကိုခေါ်သွားကြပါရစေ။ဒါပေမဲ့အခြေအနေကမသိသေးတဲ့အတွက်အားလုံးခွင့်လွတ်ပါနော်။ညက်တွေအားလုံးကပြန်သွားကြပါရစေ။တို့ရဲ့လမ်းခရီးကအရန်ကိုခတ်ခဲပါရစေ။နေ့နေ့ကြောင်လဲတို့ခဏခဏလမ်းမှာနားခဲ့ရပါရစေ။ အမေလေပြင်းနဲ့တိုင်နေတဲ့အတွက်တမိဒီထပ်ပို့ပြီးတော့မပြန်နိုင်တော့မိနီငါတို့စူးစမ်းပြီးတော့အတူတကွပြန်သန်းရမယ်မဟုတ်ရင်ဒီဆောင်ရသည်ကငါတို့ကိုအပိတက်လှုပ်လိုက်လိမ့်မယ်ကလေးတို့အမေသိပါတယ်ဒီခကြီးကအရန်အောင်ခက်ခဲတယ်ဒါပေမဲ့အမေတို့ဇွဲချော်သွားလို့မရဘူးနောက်ထပ်နည်းနည်းထပ်သွားရမယ်ဟိုဝါစာကလေးမကပြန်ရင်းနဲ့ပြင်ပန်းလာပါတယ်တိပိတပင်နာသွားပြီးတော့နားလိုက်ပါတယ်ကလေးတို့အားလုံးသွားကြပါတော့အမေဒီမှာပဲခဏကြံနေခဲ့လိုက်မယ် အမေကြောင့်လမ်းခင်းကြံ့ကြာနေလို့မရဘူး။မဟုတ်ဘူးအမေ။တမီးတို့အမေကိုထားပြီးတော့မသွားနိုင်ဘူး။အမေဒီမှာနားကျင်တမီးတို့လည်းဒီမှာရှိနေမယ်။ဟုတ်တယ်အမေ။အမေကသားတို့ရဲ့အားရင်ပဲ။အမေမရှိလို့မဖြစ်ဘူး။သားတို့အတူတကားရှိနေရမယ်။သားတို့တမီးတို့ကအမေရဲ့အသက်ပါပဲ။အမေခဏနားပြီးရင်ထက်သွားကြတာပေါ့။အမေတို့တယောက်အတွက်တယောက်အားရင်အဖြစ်ရှိနေမယ်။ဝါစာကလေးမနဲ့သူ့ရဲ့ကလေးတွေကရွာဘက်ကိုပြန်သွားပါတယ်။ အဲ့ဒီမှာမြေကြီးနဲ့ဆောက်ထားတဲ့အိမ်တစ်လုံးရှိပါတယ်။အဲ့ဒီအိမ်ကမီးထွန်းထားပြီးတော့အငွေ့တွေလည်းထွက်နေပါတယ်။ဒီလိုပဲသွားရအောင် အမေဒီလိုပဲသွားရအောင်အမေတို့ကိုအကူအညီပေးနိုင်တော့တယ်။တက္ကနာကိုသွားပြီးတော့အကူအညီတောင်းလိုက်ပါတယ်။အိမ်ထဲကမိန်းမတယောက်ထွက်လာပြီးတော့ဝဝစားကလေးမနဲ့ကလေးတွေရဲ့အခြေအနေကိုမြင်ပြီးတော့အံ့ဩသွားပါတယ်။တနာစရာငှက်ကလေးနင်တို့တွေဘလို့တော့အေးနေပြီလေ။အေးတကနင်တို့အခြေအနေတော်တော်လေးဆုံးအောင်လုပ်ထားရပဲအထက်ဝင်လာခဲ့ပါ အမေ တမီးတို့ကိုတခုခုညီပေးနိုင်မလားတမီးတို့နေရာနဲ့အနှွေးထက်ထပ်ပြီးတော့လိုချင်သေးတယ်နင်တို့အားလုံးကငါ့ရဲ့ဧည့်သည်တွေလေရော့ဆောင်ယူပြီးတော့အထက်ကိုဝင်လာခဲ့ပါအထက်မှာဆိုအေးမှမဟုတ်ဘူးအမေတားတို့ရဲ့အသက်ကိုကယ်ပေးနေရပဲတားတို့ဘယ်တော့မှဒီကျေးဇူးကိုမမေ့ပါဘူးအမေကတားတို့ရဲ့အသက်ကိုကယ်ပေးနေရပဲတားတို့ဘယ်တော့မှဒီကျေးဇူးကိုမမေ့ပါဘူးကျေးဇူးဆက်မယ်တွေဘာတွေမပြောပါနဲ့လောကမှာတယောက်ကိုတယောက်ကူညီပေးတာကောင်းတဲ့အလုပ်ပါပဲ တခြားငှက်တွေကလည်းတခြားတောအုပ်ထဲကိုရောက်သွားပါတယ်။အဲ့ဒီတောအုပ်ကိုတိတ်ငှက်ကအစိုးရပါတယ်။အဲ့ဒီတောအုပ်ကိုတိတ်ငှက်ကအစိုးရပါတယ်။တိတ်ငှက်ရဲ့အမိတ်အောင်မှာနေရပါတယ်။အဟောငါ့ရဲ့အကောင်လေးတွေနင်တို့အားလုံးကငါ့ရဲ့ဆာလောင်မှုကိုဖြည့်သိအောင်လုပ်ပေးဖို့ရောက်လာတာပဲ။သမီးတို့ကိုလွတ်ပေးပါ။သမီးတို့ကလမ်းမပြီးရောက်လာခဲ့တာပါ။တခြားနေရာကိုသွားလိုက်ပါမယ်။ဟာငါကနင်တို့ကိုဒီအတိုင်းသွားခွင့်ပေးမယ်လို့ထင်နေရလား။ နင်တို့အားလုံးကငါ့ရဲ့အစာပဲလေငှက်ဒီအားလုံးကကြောက်သွားပါတယ်တိုင်ငှက်ကသူတို့ကိုအနိုင်ကျင့်မှုလုပ်နေတဲ့အချိန်အဲ့ဒီတဲ့ရင်ကိုဒေါ်ယူကကြားသွားပါတယ်ကျမတို့ရဲ့တငယ်ချင်းတွေဒုက္ခတွေ့နေလို့အကူအညီလိုအပ်နေပါတယ်နင်တို့တွေပဲဆိုလုံနိုင်မှာမဟုတ်ဘူးငါနင်တို့ကိုအကူအညီမယ်ဘဝစာကလေးမရဲ့လူသားတော်ယူရဲ့ကလေးနှစ်ယောက်ရဲ့ကတိတ်ငဲ့ရဲ့တောအုပ်ထဲကိုရောက်သွားပါတယ်။လူသားမိန်းမကလက်ထဲမှာဒုတ်ချောင်းကိုကင်ထားပါတယ်။ တိုင်ငက်ကသူတို့ကိုတွေ့တော့ဒေါသထွက်ပြီးတော့អော်ပါတယ်။ဒါကဘာလဲ။သူတို့ထက်တော်ပို့ပြီးတော့ကြီးရဲ့တားကောင်ရောက်နေပါလား။ဒီနေ့ကတော့ငါရဲ့နေ့ပါပဲလား။ရက်စန်းတိုင်ငက်နင့်မှာတတိရှင်ငှက်တွေကိုထိကြည့်လိုက်လေ။ငါနေတော့လက်ပေးမှမဟုတ်ဘူး။လူသားမိန်းမကတိုင်ငက်ကိုဒုံးနဲ့ရိုက်ပါတယ်။တိုင်ငက်ကလည်းတိုက်ခိုက်ပါတယ်။အဲ့ဒီချိန်ကလေးနှစ်ယောက်ကတခြားငှက်တွေကိုကဲတင်လိုက်ပါတယ်။ငါတို့ငှက်တွေကအကောင်သေးတာတော့မှန်ပါတယ်။ဒါပေမဲ့ငါတို့ကအားနေသူတော့မဟုတ်ဘူး။ တိုက်မယ်ဆိုရင်ငါတို့ပဲအနိုင်ရမှာကျန်တဲ့ငှက်တွေကပါတိုင်ငှက်ကိုလိုက်ပြီးတော့တိုက်ခိုက်ပါတယ်တိုင်ငှက်ကတော့အရှုံးမေးပြီးတော့ပြန်သွားပါတယ်တမီးတို့အနိုင်ရသွားပြီအမေတမီးတို့တိုင်ငှက်ကိုတိုက်နိုင်သွားပြီဒီမှာကလေးတို့အမေတို့အတူတကွာရှိနေသူရဲ့ဘယ်သူမှအမေတို့ကိုရှော့အောင်မလုပ်နိုင်ဘူးငှက်တွေအားလုံးကဒေါ်ယူရဲ့အိမ်ကိုလိုက်သွားပါတယ်အဲ့ဒီမှာသူတို့ကအစားအသောက်ရောအနှွေးတွေရောအေးချမ်းမှုကိုပဲရပါတယ်ဘဝစာကလေးနင့်ရဲ့ကျေးဇူးကြောင့်ငါတို့အေးချမ်းမှုကိုရခဲ့တယ် အခုတော့ငါတို့လွတ်မြောက်သွားပြီတတိရှိမှုနဲ့အတူတကားငါတို့အတူရှိနေမယ်ဆိုရင်ဘယ်ရာကားမှငါတို့ကိုအနိုင်မယူနိုင်ဘူးနင်တို့အားလုံးစောင့်ရသည့်ကုန်းထဲအထိဒီမှနေလို့ရတယ်ဒီအိမ်ကနင်တို့ရဲ့အိမ်လည်းဖြစ်သွားပြီကျေးဇူးပါအမေကျွန်တော်တို့ဒီကျေးဇူးကိုတသက်လုံးမမေ့ပါဘူးဒီပုံကြီးကနေငါတို့ဘာလို့သင်ကန်းစာရခဲ့လဲဆိုတော့ငါတို့သာအတူတကားရှိနေမယ်ဆိုရင်ပြဿနာအားလုံးကိုဖြေရှင်းနိုင်တယ် မှာမိုးတိထန့်စွာရွာသွန်းနေတော့တာပေါ့အန်ဒီမီနူနဲ့လှလှစာကလေးမတို့ကအချင်းချင်းစကားပြောနေကြတော့တယ်အန်ဒီရေမိုးရွာနေတာက၃ရက်လောက်ရှိပြီနော်အခုလောက်ဆိုရင်မိုးကတိတ်တက်နေပြီอืมတမိပြောရမှန်တယ်ဒီလိုမိုးကဇက်တိုက်ရွာနေရင်တော့ကျင်းငတ်တွေအတွက်ဒုက္ခရောက်စေတယ်လေကျင်းငတ်တွေအားလုံးကလည်းဆင်းရဲနေကြတာတော်တော့ဗတ်တမိပတ်ကြည့်လိုက်အောင်မယ်အဲ့လိုပြောပြီးတော့လှလှစာကလေးမကတော်ရဲကိုရောက်လာတော့တယ် လှလဆာကလေးကပြန်တန်းရင်းနဲ့အဝေးကိုရောက်သွားတော့တယ်။အဲ့ဒီချိန်မှာလှလဆာကလေးမရဲ့အကြီးကမိုးရီထဲမှာဆိုပြီးတော့တုံနေတဲ့စိတ်ကလေးလေးတစ်ကောင်စီကိုရောက်သွားတော့တယ်။စိတ်ကလေးလေးကမိုးရီထဲမှာတုံနေပါလား။อืมကြည့်ရတာအိမ်ပြန်မဲ့လမ်းပြောက်သွားတာဖြစ်ရမယ်။อืมကြည့်ရတာအိမ်ပြန်မဲ့လမ်းပြောက်သွားတာဖြစ်ရမယ်။လှလဆာကလေးမကအဲ့လိုပြောနေတဲ့အချိန်မှာလှလရဲ့အကြီးကစိတ်ကလေးနဲ့မနေမဝေးခြုံနေကပုန်းကုပ်ပြီးကြည်နေတဲ့မြေခွေးစီကိုရောက်သွားတော့တယ်။ ဟမ်ဒီမြေခွေးကငါတို့တော်ရရမဟုတ်ပါဘူးတခြားတော်ရရမြေခွေးဖြစ်ရမယ်လှလှစာကလေးမကပြန်တမ်းပြီးတော့မြေခွေးစီကိုရောက်လာတော့တယ်နေရမသူလဲဒီတော်ရမှာရှိနေတဲ့သူအားလုံးကိုငါသိတယ်နေရဒီတော်ရရမဟုတ်ဘူးမလားအင်းနေပြောတာမှန်တယ်ငါကဒီတော်ရရမဟုတ်ဘူးငါကဒီတော်ရရဖြစ်နေတဲ့အချိန်မှာပဲမိုးရွာလာလို့လေအဲ့ဒါကြောင့်မလို့ဒီတော်ထဲမှာပဲနားနေလိုက်တာ မိုးတိတ်သွားရင်ပြန်သွားလိုက်မယ်ကောင်းပါပြီ အဲ့လိုပြောပြီးတော့လှလှဆာကလေးမကစိတ်ကလေးလေးစီကိုရောက်လာတော့တယ်။နောက်တော့ပြောလိုက်တော့တာပေါ့။ဒီဒီမှာဘာလို့နေရလဲ။နင့်ရဲ့အမေရောဘမလဲ။ပြီးတော့နင့်ရဲ့နာမည်ရောဘလို့ခေါ်လဲ။ကျွန်တော်နာမည်ကကုလူပါ။ကျွန်တော်ကမိုးရီထဲမှာဆော့ကစားနေရ။ဆော့ရင်ဆော့ရင်နဲ့အဝေးကြီးကိုရောက်လာပြီးတော့အိမ်အပြန်လမ်းကိုဝေ့သွားလို့ပါ။အဲ့လိုပြောပြီးတော့ကုလူကငိုနေလိုက်တော့တယ်။စိတ်မပူပါနဲ့အိမ်ကိုခေါ်သွားပေးမယ်။ အမေကတားကိုမစော့ခိုင်းဘူးဒါပေမဲ့တားကအမေစကားကိုနားမထောင်ဘဲနဲ့ထွက်ဆော့ခဲ့တာအမေရဲ့စကားကိုနားထောင်ခဲ့တဲ့နာအမားနဲ့တူတူလိုက်ခဲ့လှလှဆာကလေးမက စိတ်ကလေးလေးကိုခေါ်ပြီးတော့သွားရင်းနဲ့အနှဲငယ်အဝေးကိုရောက်သွားတော့တယ်။အဲ့ဒီချိန်မှာဂူလူရဲ့အမေကဂူလူကိုရှာရင်းနဲ့ရောက်လာတော့တယ်။တားပဲကိုသွားလိုက်တာလေ။အမေကဘလောက်တောင်စိတ်ပူနေလဲဆိုတာသိရဲ့လား။ကိုယ့်ရဲ့အမေကိုတွေ့ပြီးတော့ဝမ်းသာစွာနဲ့ပြောလိုက်တော့တယ်။ အခုကဆက်ပြီးတော့အမေရဲ့စကားအတိုင်းတားနာထောင်ပါမယ်။လှလဆောင်လေးမကခိုလူကိုချစ်ပြီးတော့ပြလိုက်တော့တယ်။အင်းအခုတော့အမေနဲ့အိမ်ပြန်လိုက်သွားတော့နော်။မိုးမတိတ်မချစ်အပြင်ထုံးမဆောင်နဲ့ဂူလူကသူ့ရဲ့အမေနဲ့အတူအိမ်ပြန်သွားတော့တယ်။အဲ့ဒီနောက်မှာတော့လှလဆောင်လေးမကအန်နီမီနူးစီကိုလာပြီးတော့အကြောင်းဆုံးပြပြလိုက်တော့တယ်။လလဆာကလေးမရဲ့စကားကိုနားထောင်ပြီးတော့အန်နီမီနိုကအတွေးတစ်ခုနှစ်ဝင်သွားတော့တယ်။အန်ဒီရဲ့ဘာတွေစဉ်းစားနေရလဲ ဲ့မြေခွေးကစိတ်ကလေးလေးကိုထိခဲ့အောင်လုပ်ဖို့တော့စဉ်းစားနေရမဟုတ်ပါဘူးနော်။အော်မဟုတ်ပါဘူးအန်ဒီရဲ့။တမိသွားတော့ကမြေခွေးကတပင်အောင်မှရက်နေရလိ။မိုးတိတ်သွားရင်သူကထွက်သွားလောက်မှာ။နောက်နေ့တည့်ရက်မှာတော့မိုးကတိတ်သွားခဲ့တော့တယ်။လှလှစာကလေးမက နေအောင်ခံနေတော့တာပေါ့။အဲ့ဒီချိန်မှာဝေါ်ဝါစာကလေးမကရောက်လာပြီးတော့ပြောလိုက်တော့တယ်။လှလှရေမြေဒီမှာထိုင်နေရလား။ဟိုဘက်မှာလေတနားဆရာကောင်းနဲ့စိတ်တကောင်ကရှိုက်ကြီးတကင်ငိုနေတယ်။ စိတ်ကရှိုက်ကြည့်တငင်ငိုနေရတာလဲငါလည်းမသိပါဘူးစိတ်မလေးကသူ့ရဲ့ကလေးကိုရှာနေတာတဲ့မနေ့ကညကလေးကသူ့ရဲ့သားလေးကအိမ်ကနေဖျောက်သွားတယ်လို့တော့ပြောတာပဲငါနဲ့တူတူသွားကြရအောင်အဲ့နောက်မှာတော့လှလှစာကလေးမကဝဝစာကလေးမနဲ့အတူသွားလိုက်တော့တယ်အဲ့ဒီချိန်မှာငိုနေတဲ့စိတ်မလေးကကိုလူရဲ့အမေဖြစ်နေတော့တာပေါ့လှလှစာကလေးမကစိတ်မဆီကိုသွားပြီးတော့ပြောလိုက်တော့တယ်ဘာဖြစ်တာလဲဘာလို့ငိုနေရတာလဲ မနေ့တော့ကဒိုလူကိုအိမ်ခေါ်သွားခဲ့တယ်။မနေ့အိမ်ရာနိုးလာတဲ့ချိန်မှာသူပြောင်းနေရလေ။တတော်လုံးနဲ့လိုက်ရှာပြီးသွားပြီးသူ့ကိုမတွေ့ခဲ့ဘူး။စိတ်ပူပူနဲ့အခုပဲငါသူ့ကိုရှာလာခဲ့ပေးမယ်။လှလှစာကလေးမကကိုလူကိုရှာဖို့အတွက်ထွက်လာတဲ့ချိန်မှာသူ့ရဲ့အကြီးအကသစ်ပင်အောင်မှထိုင်နေတဲ့မြေခွေးစီကိုရောက်သွားတော့တယ်။လှလှစာကလေးမကအဲ့ဒီမြေခွေးနားကိုသွားပြီးတော့ပြောင်းလိုက်တော့တယ်။မနေ့ကမိုးရီထဲမှာဆူရွှဲနေတဲ့စိတ်ကလေးလေးကိုတွေးမိသေးလား။ဟွန်း ဘယ်စိတ်ကလေးကိုမှမတွေ့ပါဘူး။ဒါနဲ့နေမနေ့ကပြောတော့မိုးတိတ်သွားရတယ်ပြန်တော့မယ်ဆို။သွားမှာပေါ့ကွာနေပြောနေတဲ့ပုံကမသိရင်ဒီတော့ရဲ့ဘီရင်ကြာနေရပဲ။ဒီတော့ကမှနေရဲ့အမိန်ကိုပဲအားလုံးကလိုက်နာနေရတဲ့အတိုင်းပဲ။ငါသွားချင်တဲ့ချိန်ကျသွားမှာပေါ့။ဆလဆာကလေးမကစိတ်ထဲမှာတွေးလိုက်တော့တယ်။အင်းဒီမြေခွေးကမသိငါစရာပဲဒီမြေခွေးနဲ့ပတ်သက်ပြီးတော့တောဘီရင်ချင်းသေးကိုပြပြမှဖြစ်တော့မယ် လှလှဆာကလေးမကတောပီရင်ချင်းသိစီကိုရောက်လာတော့တယ်။နောက်တော့အကြောင်းဆုံးပြပြပြီးတော့ထပ်ပြောလိုက်တော့တယ်။ကျမတော့အဲ့မြေခွေးကိုတန်တရားဝင်မိတယ်။အဲ့ဒီချိန်မှာချင်းသိကစိတ်ဆိုးသွားပြီးတော့လှလှကိုပြောလိုက်တော့တယ်။အဲ့မြေခွေးပြောတာလည်းမှန်တာပဲ။နေကအမြဲတမ်းတောကတရိတ်ဆန်တွေကိုမကောင်းပြဖို့ပဲငါစီကိုလာတာလေ။ဘယင်းမင်းမြက်ကဘာဖြစ်သွားရလဲရှင်။အဲ့ဒီချိန်မှာမြေခွေးကစိတ်ကလေးခုလူကိုခေါ်ပြီးတော့ချင်းသိရဲ့နိုင်ကူလေးကိုရောက်လာတော့တယ်။ နောက်တော့ခြင်းသည်ရဲ့အရှိမရက်လိုက်တော့တယ်။လှလှဆာကလေးမကတအံ့တော်နဲ့အဲ့ဒီမြင်ကွင်းကိုကြည့်နေရပေါ့။ဘင်းရဲ့မနေ့ကစိတ်ကလေးလေးပျောက်သွားတဲ့တဲ့ရင်ကြတော့ကျွန်တော်လည်းတတော်လုံးလိုက်ရှာခဲ့ပါရဲ့။ဒါပေမဲ့လှလှဆာကလေးမကကျွန်တော်အကြောင်းမကောင်းပြောလိမ့်မယ်လို့ကျွန်တော်အစတည်းကတွေးနေခဲ့တာ။အဲအကြောင်းလဲကျွန်တော်ကအစကလေးကကြိုပြောခဲ့တာပေါ့။ဘင်းရဲ့ဒီလှလှဆာကလေးမကြောင့်ပဲတခြားတော့တရိတ်ဆန်တွေကဘင်းရဲ့ပိုင်တဲ့ထဲကိုမလာရဲကြတာ။ ချင်းလေးကလှလှဆကလေးမကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်။နင်ပြောတော့မြေခွေးကစိတ်ကလေးလေးကိုစားပြစ်လိုက်ပြီဆို။ဒါပေမဲ့ तू ကနင်မလာခင်အရင်ဆုံးစိတ်ကလေးကိုငါစီလာအပ်ခဲ့တာ။အဲ့လိုမျိုးမဟုတ်တာကိုစွတ်ဆဲတဲ့အတွက်ထောက်နှံပေးရလိမ့်မယ်။အဲ့လိုပြောပြီးတော့ချင်းလေးကသူ့ရဲ့ရဲမတ်တွေကိုအမိတ်ပေးလိုက်တော့တယ်။ရဲမတ်တွေကလည်းလှလှဆကလေးမကိုလှောင်ရင်းနဲ့ထည့်ပြီးတော့ဖမ်းချုပ်လိုက်တော့တာပေါ့။အဲ့ဒီနောက်မှာတော့ချင်းလေးကမြေခွေးကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်။ မင်းဆန်နာရှိသလောက်ဒီတောထဲမှာနေခွင့်ရှိတယ်။အဲ့စကားကိုနားထောင်ပြီးတော့မြေခွေးကဝမ်းတာပြီးတော့ထွက်သွားလိုက်တော့တယ်။အဲ့ဒီမြေခွေးနဲ့အားလုံးကိုဝဝစားကလေးမကကြည့်နေတော့တာပေါ့။အဲ့ဒီနောက်မှာတော့ဝဝစားကလေးမကအန်နီမီနူးစီကိုသွားပြီးတော့အเจ้าဆုံးပြပြလိုက်တော့တယ်။တခုခုလောက်ပါအောင်အန်ဒီရဲ့တောပြင်ချင်းသေးကလှလှကိုဖမ်းလိုက်ပြီ။အန်ဒီမီနူးကအတွေ့အကြုံနဲ့ဝင်သွားပြီးတော့ပြောလိုက်တော့တယ်။အန်ဒီမီနူးကအတွေ့အကြုံနဲ့ဝင်သွားပြီးတော့ပြောလိုက်တော့တယ်။ อืมမြေခွေးကခြုံပုတ်ထဲကနေစိတ်ကလေးလေးကိုချောင်းကြည့်နေတဲ့အကြောင်းလှလှပြောတော့ငတဲ့ကငါအဲ့ဒီမြေခွေးကိုတန်တရားဝင်ခဲ့တာอืมဘလို့ပဲဖြစ်ဖြစ်ပါအန်ဒီအေးလှလှကိုတော့လွတ်မြောက်အောင်လုပ်ပေးပါနော်ဘာမှစိတ်မပူနဲ့ဘောပါအခုလောလောဆယ်ငါတို့နှစ်ယောက်လုံးဘာမှနှုတ်ရှားလို့မရသေးဘူးသူ့ရဲ့အုံနောက်ထဲမှာဘာတွေတွေးနေလဲဆိုတာအရင်ဆုံးသိရမှဖြစ်မယ် तू ကဘာယူရချက်နဲ့ဒီတော့ရောက်လာရလဲဆိုတာသိမှဖြစ်မှာပေါ့အဲ့ဒီနေရာစပြီးတော့မြေခွေးရဲ့အနောက်ကို အနီမီနိုးနဲ့ဝဝဆာကလေးမကမျက်ခြေမပြတ်လိုက်ကြည့်တော့တာပေါ့အဲ့မြေခွေးကတတော်လုံးရှောက်ပက်ပြီးတော့တခြားတရိတ်ဆန်တွေရဲ့အသားကိုခိုးစားတော့တာပေါ့အသားပေးဖို့ငင်းဆန်တဲ့ဘယ်တရိတ်ဆန်ကိုမဆိုသူကဘီးရဲ့တငယ်ချင်းဖြစ်တဲ့အကြောင်းပြောပြီးတော့မြေခွေးကချိတ်ချောက်လေးရှိတော့တယ်တရက်မှာတော့မြေခွေးကတွားရင်တွားရင်နဲ့ဂူလူစိတ်ကလေးရဲ့အိမ်အနားကိုရောက်လာတော့တယ်စိတ်ကလေးဂူလူကသူ့ရဲ့အိမ်ရှိမှာစော့ကစားနေတာပေါ့ အဲ့ဒီနောက်မှာတော့မြေခွေးကဂလူကိုထူးဆန်းတဲ့အကြည့်နဲ့ကြီးလိုက်တော့တယ်။ဒါပေမဲ့သူ့ကိုမီနိုးကကြည့်နေမှမြေခွေးကမသိခဲ့ဘူးပေါ့။အဲ့ဒီမီနိုးကဝါဝါစာကလေးမကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်။မြင်မြန်လေးသွားပြီးတော့ဘရင်ကိုခေါ်လာခဲ့လိုက်။ဒါပေမဲ့အန်ဒီဘရင်ကသမီးရဲ့စကားကိုယုံမှမလား။အော်ဘလို့ပဲပြပြပြောလို့ရအောင်ကြိုးစားပြီးတော့ခေါ်လာခဲ့လိုက်။ဒီမြေခွေးကိုကြည့်ရတာတခုခုလောက်တော့မင်းနဲ့တူတယ်။ပြီးတော့ဘရင်ကိုဒီနေရာကိုရောက်လာဖို့အတွက်ကအရင်အရေးကြီးတယ်။ အနီမီနိုးရဲ့စကားကိုနားထောင်ပြီးတော့ဝဝစားကလေးမကချင်းနစ်စီကိုတိုက်ရိုက်ရောက်လာတော့တယ်။ဘဝရင်နင်ပါလို့ဒီကိုရောက်လာရလဲ။ဘီရင်ကြီးရဲ့ကျမနဲ့အတူအခုချက်ချင်းလိုက်ခင်မှဖြစ်မယ်။ငါအခုစားကလေးတွေကိုမယုံတော့။စဉ်းစားအောင်နော်ဘီရင်။နောက်မှကိုယ့်ရဲ့လုပ်ရတဲ့အတွက်နောက်နောက်ရမိလိမ့်မယ်။ဒါပေမဲ့နင်ကငါ့ကိုဘယ်ကိုခေါ်သွားချင်တာလဲ။ကျမနဲ့အတူလိုက်ခဲ့ပါ။ပြီးတော့ဘီရင်ကိုယ်တိုင်ဘီရင်ရဲ့မျက်လုံးနဲ့ကျမပြချင်တဲ့အမှန်တရားကိုကြည့်ကြည့်လိုက်။ အဲ့နောက်မှာတော့ဝဝစာကလေးမနဲ့အတူချင်းသေးကလိုက်သွားတော့တယ်။အဲ့ဒီချိန်ကျတော့မှအန်နီမီနိုကချင်းသေးစီကိုရောက်လာပြီးတော့ပြောလိုက်တော့တယ်။ဘေးရင်ရဲ့အဲ့ဒီတပင်ရဲ့အနောက်ကနေပုန်းနေပြီးတော့ကိုယ်တိုင်မဲ့အမှန်တရားကိုကြည့်လိုက်ပါ။အန်နီမီနိုရဲ့စကားကိုနားထောင်ပြီးတော့ချင်းသေးကတပင်ရဲ့အနောက်မှာပုန်းလိုက်တော့တယ်။မြေခွေးကဂူလူရဲ့အနောက်ရောက်လာပြီးတော့ပြောလိုက်တော့တယ်။ငါဒီနေ့နေ့ရဲ့အသားကိုစားခြင်းစိုက်ဖြစ်နေတယ်။ ဒါပေမဲ့ကျွန်တော်ဟိုတနေ့ပြောက်သွားတော့ဟာအကိုကပဲကျွန်တော်ကိုဘီးစီလိုက်ပို့ပေးခဲ့တာမဟုတ်ဘူးလားကျွန်တော်အမေစီကိုပို့ပေးခဲ့တာလေငတုံးဆိုင်ကလေးရဲ့အဲ့ဒါကငါရဲ့အကြံစီလေလှလှဆာကလေးမကဒီတတော်လုံးမှာညံကောင်းမှငါသိရလေငါသူ့ဖမ်းချုပ်ချင်တဲ့အတွက်ကြံစီလိုက်တာကျွန်တော်နားမလဲဘူးမင်းအဲ့နေတော့ကလေငါမင်းကိုပါးစပ်နဲ့ကြိုက်ပြီးတော့တောရဲ့အလဲမှာထားခဲ့တာ နောက်တော့ငါကိုယ်တိုင်နင့်ကိုနှိုးပြီးတော့ဘင်းစီကိုသွားပို့ပေးခဲ့တာအယူတော်ဘရင်ကလှလောက်ဖမ်းချုပ်လိုက်တယ်လေဒါပေမဲ့အခုကတော့ငါ့ကိုဖမ်းချုပ်မဲ့သူဘယ်သူမှမရှိတော့ဘူးလေငါမင်းကိုစားပြစ်လိုက်ရင်လေဘီကီကငါ့ကိုအပြစ်ဆိုတော့မှာမဟုတ်ဘူးမင်းမရှိတော့တဲ့နောက်ပိုင်းဒီတော့ထဲမှာဖြစ်သမျှအရာအားလုံးကငါ့ရဲ့ဆန္ဒအတိုင်းပဲဖြစ်လာလိမ့်မယ်အဲ့လိုပြောပြီးတော့မြေခွေးကဂူလူကိုစားဖို့လုပ်နေတဲ့အချိန်ချင်းသေးကပြေးပြီးတော့ဝင်လာတော့တာပေါ့ချင်းသေးကိုတွေ့ပြီးတော့မြေခွေးကလန့်သွားတော့တယ် ဒါမင်းရဲ့အကြံပေါ့လေမင်းကတတော်လုံးရဲ့ညံအထက်မြတ်ဆုံးသူဖြစ်တဲ့ငါရဲ့ညာလက်ရုံးကိုငါကိုယ်တိုင်ဖမ်းခင်းစေရတယ်ငါမင်းကိုရှင်တန်ခွင့်မပေးနိုင်ဘူးအဲ့လိုပြောပြီးတော့ချင်းသေးရမြေခွေးကိုအဲ့ဒီနေရာမှာနေတက်လိုက်တော့တယ်နောက်တော့အနီမီနူကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်ငါ့ကိုခွင့်လွှတ်ပါအနီမီနူငါမှားသွားခဲ့တယ်ဘာမှမဖြစ်ပါဘူးမရင်ဟိုမြေခွေးကအရန်ကိုရုပ်ပိုင်ရိုင်းဆိုင်လို့ပါပြီးတော့လှဲခွက်တွေတုံးပြီးတော့ဘရင်ကို तू ကသူတယောက်တည်းကိုပဲယုံကြည်စေခဲ့တယ် ရှင်သက်ဘီရင်ကလှလှစာကလေးမကိုလှုပ်ပေးလိုက်တော့တယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့အန်တီမီနိုကသာဟီးရိုးဖြစ်သွားတော့တာပေါ့။